မင်္ဂလာညနေခင်းပါရဲ့87.9 Healing Talk ကနေပြီးတော့အားလုံးကြိုဆိုပါရရှင်။အဲ့တော့ဒီနေ့မှဆိုလို့ရှိရင်လည်း Healing Talk ကနေပြီးတော့ဗောနော်ဇနီးရတို့ကအဲဒီနေ့ topic လေးတစ်ခု ကိုစီစဉ်ထားတယ်။အဲစာရေးဆရာမမော်ဟစီနဲ့အတူတူဒီနေ့တော့ဆွေးနွေးတော့မှာပါမမုံရင် Hello မင်္ဂလာပါမင်္ဂလာပါမမောဒီစာရေးသူနှင်းရရပါတော့သူရေးသားထားတဲ့ဒီဘဝမှာစိတ်ချမ်းသာပြီးတော့တဲ့စိတ်အေးချမ်းချမ်းနေရတဲ့သူတွေကဒီမနာလိုဝင်းဒိုးစိတ်ကင်းတဲ့သူတွေပဲဖြစ်တယ်ဆိုရယ်ဒီစာစုလေးပေါ့နော်ဒီစာစုလေးပေါ့အခြေတည်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာနော်ကဲအဲ့တော့ဘဝမှာစိတ်ချမ်းသာပြီးတော့စိတ်အေးချမ်းမှုဆိုတာတော်တော်လေးကိုလိုအပ်ပါတယ်အဲတခြားအောင်မြင်မှုတွေစိတ်ချမ်းဥစားတွေပြည့်စုံနေပေမဲ့ပေါ့နော်စိတ်ချမ်းသာမှုမရှိတဲ့ဘဝကအဆင်မပြေနိုင်ဘူးလို့ထင်တယ်မမောရဲ့အမြင်လေးလည်းသုံးသပ်ပေးပါအောင်ရှင် အဲအဲ့တော့ပထမဆုံးပေါ့နော်မမုံဒီစမ်းပြောရတဲ့ဟာလေးကိုမဖြေခင်ပါပထမဆုံးမမုံကဒီစာရေးသူပေါ့နော်အွန်လိုင်းမှာစာရေးအများကြီးရေးနေတယ်နှင်းရိုးရာနဲ့ပတ်သက်ပြီးမမုံ intro လေးနည်းနည်းဝင်ပေးပါမယ်နှင်းရိုးရာအခုချိန်မှာဆိုလို့ရှိရင်ခနေတဲ့နိုင်ငံမှာအကြောင်းတက်နေတဲ့အကြောင်းသူတယောက်ဖြစ်ပါတယ်ဒါမှမဟုတ်မကြိုက်သေးခင်တော့ပဲမမုံတို့အဲ talk မှာဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးတခုပေါ့နော်အဲ့အဲ့ဒီအကြောင်းအရာကလည်းသူ့ရဲ့အမဖြစ်တဲ့နော်ဖြိုးမွန်ထိုင်လို့ခေါ်တဲ့ Emerald Moonwine ရဲ့စာစုလေးကိုလည်းမမုံတို့ဒီကဒီမှာပဲဆွေးနွေးပြီးသား ဖြစ်ပါတယ်အဲ့တော့ညီမနှစ်ယောက်စလုံးကစာရေးရေးတယ်အဲ့တော့သူတို့နှစ်ယောက်ရဲ့ထူးခြားချက်ကဘာလဲဆိုစာရေးအမြဲတမ်းကောင်းနေပြီးရဲ့ခါမှာသူတို့ရေးလိုက်တဲ့ခါမှာသူတို့ရဲ့တကယ်ကိုစိတ်အလှစေနာအလှလေးပေါ့နော်ဒါလေးကိုလည်းမဟုတ်ဘူးအမြင်မြင်နိုင်တာဖြစ်တယ်အဲ့တော့ဒီမှာတော့ဟိုသူရေးထားတဲ့အားလေးကဘာလဲဆိုလို့ရှိရင်ဒီမနာလိုစိတ်နဲ့ပတ်သက်တဲ့အကြောင်းလေးကိုရေးထားတယ်နောက်တစ်ခုကကျတော့ဘုံမှာစိတ်ချမ်းသာဖို့ဆိုတဲ့အကြောင်းပေါ့နော်အဲ့တော့နေရိုးရာရေးထားတဲ့ဟိုအားရဲမှာစာတပုတ်ထဲမှာမုံမုံကောင်းကောင်းမှတ်မိနေတာတခုရှိရဲအဲ့ဒါဘာလဲဆိုဓပုံလေးဓပုံလေးသူတင်ထားတာပေါ့နော်အဲ့ဒီ post လေးကလည်းပောက်ပါတယ်သူ page မှာသွားကြည့် မယ်ဆိုရင်သူကဘာလဲဆိုလို့ရှိရင်ဟိုကရင်ဆုတ်ဆုတ်ကလေးတစ်လုံးရှိတယ်အိယာဆုတ်ဆုတ်ကလေးတစ်လုံးပေါ့အဲ့အိယာလေးပေါ့မှာအဖေရောအမေရောသားရရောသမီးရရောပြီးရခါကျတော့ခွေးလေးရောကြောင်လေးရောအကုန်လုံးတက်ပြီးတော့အိတ်နေကြတာပေါ့ဒါပေမဲ့သူတို့မျက်နှာလေးတွေကဘာဖြစ်နေလဲဆိုလို့ရှိရင်ဟို နွေးထွေးပြီးပျော်ရွှင်နေကြတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒီ post လေးကိုလည်းသူရေးပူတယ်အဲ့ဒါလေးကမုံမုံကောင်းကောင်းမှတ်မိရဲ့နောက်တစ်ခါကျသူ့အစာဖတ်တဲ့သူတွေလည်းဒါလေးကိုမှတ်မိနေကြမှာပဲပေါ့နော်အဲ့တော့အဓိကတော့ဗာလဲဆိုလို့ရှိရင် positive thinking ကိုသူကလည်း promote လုပ်တယ်စာရေးသူတယောက်ဖြစ်တယ်မုံမုံအနေနဲ့လည်းဒီလိုမျိုးပဲနားလဲပေါ့နော်ဒီလိုမျိုးပဲယူဆရတာဖြစ်တယ်အဲ့တော့မကြခင်ရမယ်မုံမုံကြည့်လိုက်တဲ့ရုပ်ရှင်ဟို series ပေါ့နော် TV series တခုရှိရဲ့အဲ့ဒီကဗာလဲဆို Dynasty ဆိုတဲ့က Netflix မှာလည်းအခုရှိနေပေါ့ ော့အဲ့ကားမှာကြည့်လိုက်လို့ရှိရင်အကုန်လုံးကအရန်ချမ်းသာကြတယ်သူတို့တမိသားစုလုံးအရန်ချမ်းသာကြတယ်ဒါပေမဲ့ဟိုဝမ်းနည်းစရာကောင်းတာဘာဖြစ်လဲဆိုလုံးဝမပျော်ရအောင်မပျော်ရအောင်ဆိုတော့အဲ့လိုမျိုးအကုန်လုံးက conflict တွေဖြစ်နေတာပေါ့အဖေနဲ့ဖြစ်တယ်အဖေနဲ့တမိနဲ့ဖြစ်တယ်အဲ့လိုမျိုးပေါ့နော် မောင်နှမချင်းဖြစ်တဲ့အစရှိသမီးမျိုးအဲ့လိုဖြစ်ပြီးတော့အိုကြဟိကြဆူကြစင်စဲကြနေအဲ့လိုမျိုးဒါပေမဲ့သူတို့ပြောလိုက်လို့ရှိရင်သူတို့ကမီလီယံနဲ့ချီတဲ့ဟိုစကားတွေကိုပြောကြတာဟိုမျိုးဟိုမြေမြေအေကရဲဆိုလို့ရှိရင်ဘလောက်ကျယ်တဲ့မြေအေကရဲတည်ရမလားအဲ့လိုဒါပေမဲ့လည်းဘာဖြစ်လဲဆိုတကယ်ရင်ကျတော့စိတ်မာတော့ပျော်ရွှင်မှုမရဘူးเนาะအဲ့တော့ဒီစာလေးကိုဖတ်ရင်လည်းဘာကိုစဉ်းစားမိလဲဆိုလို့ရှိရင်တော့စိတ်ချမ်းသာမှုဆိုတာဘာကိုပြောရလဲနောက်တစ်ခါကျဘဝမှာတကယ်အောင်မြင်တယ်ဆိုတာကဘယ်လိုအရာဆိုရင်အောင်မြင်တယ်လို့ပြောတာအဲ့မှာငွေကြေးနဲ့ပတ်သက်ပြီးတော့တိုင်း ာလို့နော်အောင်မြင်တာပဲအောင်မြင်တာလို့ပြောတာလားဒါမှမဟုတ်စိတ်ချမ်းသာမှုကသာအောင်မြင်တာလို့ပြောတာလားဘယ်ဟာကအောင်မြင်ခြင်းကိုပဲပေးရတဲ့အတိုင်းတာမလဲပေါ့နော်ဒါလေးကလည်းမမုံအတွက်စဉ်းစားစရာဖြစ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော်အဲ့တော့မောင်တို့ကတော့ဒီစာရဲမှာရေးထားလေးပေါ့နော်ဒီမနာလို Windows 8ကင်းတဲ့သူတွေကမှာတဲ့အမြဲစိတ်ချမ်းသာပြီးတော့သူကစိတ်အေးချမ်းစေအေဂျင့်နေရလို့ပြောထားပါတော့အဲ့တော့မမုံနေနေတော့ဒီမနာလို Windows စိတ်နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းတော့ပြောပြပေးပါဦးမဟုတ် အော်ဟိုမနာလိုဝင်တိုစိတ်ဆိုတာမျိုးကဘယ်လိုမျိုးရှိတယ်ဆိုလို့ရှိရင်အမ်ကိုနဲ့အသက်တူတဲ့သူတွေမှာဆိုလည်းဖြစ်တတ်တယ်။နောက်တစ်ခါကျတော့ကိုနဲ့အလုပ်တူတဲ့သူတွေမှာလည်းဖြစ်တယ်။ကိုနဲ့ line တူတဲ့သူတွေပေါ့အဲ့လိုမျိုး အဥမာထားလိုက်ပါဦးတယောက်ကလည်းစာရေးတယ်တယောက်ကလည်းစာရေးတယ်ဆိုလို့ရှိရင်ကိုကတော့ဘယ်နှအုပ်ပဲရှိသေးတယ်သူကဘယ်နှအုပ်ထုတ်သွားပြီဆိုတော့အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ဖြစ်တတ်ကြတယ်စိတ်ကလေအဲ့တော့ဒါအောင်မနာလိုတယ်လို့တော့ပြောလို့လည်းမရဘူးဒါပေမဲ့လည်းဟိုတခါလေကြောက်လို့ရှိရင်အဲ့ဒီစိတ်ကအရင်ကိုအရှိကိုရောက်သွားတယ်အဆုံးရောက်သွားတယ်ဆိုရင်လည်းဟိုမုန်းလာတာရူကြည့်လို့မရအောင်အဲ့လိုမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်တော့လည်းဒါမနာလိုတဲ့ဟာမျိုးဖြစ်တာပေါ့နော်တယောက်တစ်တယောက်တာသွားမှဟိုစိုးရိမ်တာအဲ့လိုမျိုးဆိုတော့မနာလိုစိတ်ဆိုမှမဟုတ်လည်းအမြဲပြောရဘူးလို့မျိုးလဲဆိုသူကလည်း အရင်ဟိုတိမ်မွေ့ရဲ့ဟိုစိတ်ပိုင်းဆိုင်ရာအခြေအနေတခုဖြစ်တယ်။ तू ကအရင်လဲဟိုထင်းထင်းရှားရှားကြီးလဲပြလို့မရဘူး။ဘာဖြစ်ဆို तू က negative ဖြစ်တယ်လေ။ negative ဖြစ်တဲ့ energy ဆိုတော့ဘယ်သူမှလဲကိုကကျမမနာလိုစိတ်ရှိတယ်ဆိုတာမျိုးမပြောကြဘူး။တကယ်ချင်းနေကြိုင်းမှာတော့စပြီးတော့ပြောကြတယ်။ငါနေမနာလိုဘူးဘာဖြစ်တယ်။အဲအဲ့လိုမျိုးပြောတယ်။ဒါပေမဲ့တကယ်တမ်းဖြစ်လာပြီဆိုရင်ဘယ်သူမှ ပြောတာမဟုတ်ဘူး။ဒါပေမဲ့တခါလေကြားလို့ရှိရင်သိတာနေတတ်တယ်။လင်မယားချင်းမှာတော့မှတခါလေကြားလို့ရှိရင်မနာလိုဘူးဆိုတာမျိုးရှိရဲ့တင်မလား။အမျိုးသမီးကိုအမျိုးသားမနာလိုဘူးလို့အမျိုးသားကိုအမျိုးသမီးကမနာလိုဘူးအစရှိသမီးဒါမျိုးတွေရှိရဲ့ပေါ့နော်။အဲ့တော့မနာလိုစိတ်ဖြစ်တယ်ဆိုတာဘာလဲဆိုအဓိကအပြင်မဟုတ်ဘူးလို့ကိုယ့်ဟာကိုသူများနဲ့တွားပြီး comparison လုပ်တာပေါ့။အဲ့တော့ comparison မလုပ်ဘူးဆိုလို့ရှင်မနာလိုစိတ်ဖြစ်စရာအကြောင်းမရှိဘူးတင်မလား तू ကတော့ဟိုကိုယ့်ထက်ပိုပြီးတော့တာရယ်တင်မလားကိုကို ကိုယောက်ကြားတဲ့သူယောက်ကြားပို့ပြီးပတ်စံရှာနိုင်တယ်။ကိုသားသမီးတဲ့သူသားသမီးကပို့ပြီးစာတော်တယ်အစရှိသဖြင့်ပေါ့နော်။အဲ့လိုမျိုးတော်တော်လောက်တာ။အဲ့တော့အဲ့လိုမျိုး comparison လုပ်လေဘာဖြစ်လဲဆိုလို့ရှိရင်မမလို့ခုနမနာလို့စိတ်ဖြစ်ဖို့ဟာပို့ပြီးတော့ဟိုများလေပဲ။အဲ့တော့လူကကိုတန်ဖို့နဲ့ပဲကိုရှိရဲ့မမလို့အထာကိုသွားပြီးတော့ဟိုသွားပြီးတော့ compare လုပ်နေစရာမလိုဘောနော်။ဒါလေးတော့ဒီမှာ remind လုပ်ချင်တယ်မမကလေ။ဟုတ်ကဲ့ပါနော်။ Let me if ye ningla nyine ge masise manle fm radio မင်္ဂလာညနေခင်ဗျာရဲ့87.9 healing talk ကနေပြီးတော့အားလုံးကြိုဆိုပါရစေ။ဒီနေ့မှဆိုလို့ရှိရင်လည်းဇာတ်ရေးဆရာမမိုဟစီနဲ့ဇန်နီယာတို့ကဒီမနာလိုဝင်တိုစိတ်ကင်းပြီးတော့အေးချမ်းချမ်းပေါ်ရမှာဘယ်လိုနေရမလဲဆိုတဲ့အကြောင်းလေးကိုဇာတ်ရေးသူနှင်းရိုးရရဲ့စာစုနဲ့အတူတူဆွေးနွေးနေပါဗျာ။အဲ့တော့မမွန်ရေခုနကဆိုလို့ရှိရင်လည်းဇန်နီယာတို့ဒါမနာလိုဝင်တိုစိတ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြရတယ်ပေါ့နော်။အဲ့တော့မမွန်ရှင်ဟိုပြောကြရတာလေးလည်းရှိတယ်ဒီမှာရေဟိုအများသောအဖြစ်ပေါ့နော်။ကိုယ့်ထက်နှိမ့်တဲ့သူတွေကိုတနာပေးနိုင်ကြတယ်။ကိုယ့်ထက်မြင့်တာကြတော့မူရီတာပွားပေးဖို့ခတ်ခတ်တဲ့ကိစ္စလေးပေါ့ ့အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပတ်သက်ပြီးတော့လဲမမွန်ရဲ့အမြင်လေး sharing လုပ်ပြပါလားအင်းမဟုတ်အဲ့ဒါကြတော့လေဟိုမမွန်ဒီအပိုင်းလေးမှာတော့ဘာကိုပြောချင်လဲဆိုမမွန်ဒီမနာလိုစိတ်နဲ့မုဒိတာစိတ်ပေါ့နော်အဲ့ဒါလေးကိုမမွန်ပြောပြချင်တယ်အဲ့ဒါကြောင့်မမွန်ရဲ့ဟို experience လေးပေါ့မမွန်အဲ့ဒါလေးကို share လုပ်ချင်တယ်ဒီလားမမွန်ကဘယ်လိုမျိုးလဲဆိုတော့မမွန်စီမလေးအဆက်အသွယ်လုံးဝပြတ်သွားအဆက်အသွယ်ဘလောက်ထိပြတ်သွားလို့၁၀နှစ်ကျော်လောက်ပေါ့နော်အဆက်အသွယ်လုံးဝပြတ်သွားရင်တင်ရချင်းတယောက်ရှိခဲ့ဘူးလေဒါပေမဲ့သူနဲ့ကလေမမွန်က ဟိုအဆက်အသွယ်မပြတ်ခင်မှာတောက်လျှောက်ပေါ့နော်ကြောင်းတက်နေတဲ့တောက်လျှောက်မှာသူเนี่ยအမြဲတမ်းနီးကပ်စွာ ဟိုခင်းနေပေါ့သူနဲ့လေရင်းနှီးရဲ့တင်ငယ်ချင်းဖြစ်တယ်အဲ့တော့သူကဘာလဲဆိုသူကအမြဲတမ်းလှလှပပပဟိုချောလဲချောတယ်အဲ့လိုမျိုးလှလှပပလေးနဲ့သူအဲ့လိုမျိုးနေရတယ်သူရဲ့သူရဲ့ဘဝလေးอ่ะလေသူကြည့်လို့ချင်းအမြဲတမ်းလှလှပပကြောကြောမုံမော်လေးအဲ့လိုမျိုးဖြစ်တယ်မမုံတော့ကကြတော့အဲ့ဒီအချိန်မှာမမုံကဟိုအဖေလည်းမရှိဘူးတဲ့မမုံအဲ့ဒီအချိန်မှာ struggle လုပ်ရတယ်ကိုယ့်ကကိုယ်အဲ့လိုယောက်ျားလေးတယောက်လိုပဲဟိုကားပြင်စရာရှိတယ်ကိုယ့်ကကိုယ်သွားပြင်ရတယ်အဲ့လိုမျိုးပေါ့နော်သူများသားသမီးကအဲ့လိုမျိုးလှလှပပရှိုးလေးစမိုးလေးနဲ့ဖြစ်နေတဲ့အချိန်မှာကိုကအဲ့လိုမျိုးတွေလုပ်ရတယ် နောက်တစ်ခုကတော့အဲ့လိုပေါ့ဟိုသူ့ရဲ့သူကြီးစားရတဲ့အခါကျတော့လေ သူ့အရင်ချစ်တဲ့သူရရဲမမုံကကြတော့မမုံရဲ့ရည်စားမမုံ ghosting လုပ်သွားတယ်လုံးဝပျောက်သွားတယ်အဲ့လိုမျိုးပေါ့နော်အကြောင်းလေးပါပဲဘာမှမကြောက်လုံးဝပျောက်သွားအဲ့လိုမျိုးတွေဖြစ်တယ်အဲ့တော့သူ့ရည်စားနဲ့မမုံရည်စားဆိုလို့ရှိရင်ဟိုဟာဟို same ဟို feel ပေါ့နော် ne ne ပဲတစ်ခုတည်းရနေပေါ့လာတယ်အဲ့လိုမျိုးပေါ့နော်သူနဲ့ကိုယ့်အကိုရှင်ကြည့်လိုက်တဲ့ခါကျတော့လေသူ့ရဲ့ဘဝအရင်အဲ့လိုမျိုးတတရရာလေးဖြစ်နေတဲ့အချိန်မှာမမုံကျတော့အဲ့လိုမျိုး struggle လုပ်ရတယ်ပေါ့နော်။ဟုတ်။လို့ကတော့ဒါပေမဲ့အဲ့ဒါကိုမမုံက ကိုကမကြည်မနှက်ဖြစ်နေလို့ဖြစ်နေမှလည်းမသိဘူး။ဒါပေမဲ့ तू ကအနီးနားမှာကိုနဲ့ရှိနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့။ဘာဖြစ်လဲဆိုရင်မသိစိတ်ကြမကြည်နှက်ဘူး။ဒါပေမဲ့ကိုကကိုမသိဘူးအဲ့ဒါ။ဒါပေမဲ့အကြောင်းတစ်ခုဖြစ်တဲ့အခါမှာဘာမှမဟုတ်ဘူးအဲ့ဒီသေးသေးလေး။ဒါပေမဲ့မမွန်သူ့လုံးဝခေါ်လို့မရတော့ဘူး။ဟုတ်ပြတ်သွားတာပေါ့နော်။ဘယ်လိုမှဖြစ်တာ။အဲ့တော့ အခုနောက်ပိုင်းကျတော့အခုတိတ်မကြသေးခင်ရမဟုတ်ဘူးသူပြန်တွေ့ရပြော Facebook မှာပြန်တွေ့ရအဲ့လိုပဲ mutual friends တယောက်နဲ့ပဲတွေ့တွေ့ရခါမှာအဲ့လိုပွဲလန်းတပင်တစ်ခုမှာသူနဲ့သူ့အမျိုးသားတွေအဲ့မမလို့မတွေ့ရလဲကြာပြီဆိုသူလည်းကလေးပါလေထွက်နေပြီပေါ့နော်အဲ့လိုအဲ့မှာသူ့ကိုပြန်တွေ့ရတဲ့ခါမှာအရန်လှပြီးတော့ကြက်တီရှိပြီးတော့အဲ့လိုအဲ့ချိန်မှာမမကတော့မဟုတ်ဆုံးမဖြစ်နေပြီနော်မမမျိုးသားမရှိတော့ဘူးသုံးသွားဒါပေမဲ့အဲ့ချိန်မှာသူ့ကိုပြန်တွေ့လိုက်တဲ့ခါမှာမမစိတ်ထဲမှာဘလို့ဖြစ်လဲဆိုသူ့ကိုတွေ့တယ်မမအရန်ဝမ်းသာတယ်ဝမ်းသာတယ်ဆိုတာဘာလဲဆိုကိုနဲ့အရန်ရင်းနှီးခဲ့တဲ့ငယ်ချင်းကသူ့လို ခြင်းနဲ့ဘဝလေးအတိုင်းသူ့လန်းခီးလေးရှောက်လန်းနိုင်တယ်အဲ့လိုသားရီသမီးရီနဲ့ပြည့်ခါကျတော့သူ့ယောက်ျားလည်းသူ့ချစ်အဲ့လိုမျိုးလှလှပပလေးနဲ့အရင်ကအတိုင်းပဲပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ပြီးမမုံစိတ်ထဲမှာ တအားဝမ်းသာတယ်ပြီးရခါမှာမောင်မို့သူ့ကိုသွားပြီးပြန်ပြီးတငယ်ချင်းပြန်လှုပ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့မောင်မို့စိတ်ထဲမှာဘာကိုပြန်စဉ်းစားကြည့်ရဲဆိုတော့တကယ်တော့အဲ့ဒါဒါပဲပြောရမယ်ဆိုမနာလိုစိတ်နဲ့မူတည်တာစိတ်ပဲဆိုတော့ပထမစပြီးဖြစ်တယ်မခွန်နိုင်မပြောနိုင်ဖြစ်တယ်ဘာအကြောင်းမှလည်းမဟုတ်ဘူးအဲ့ဒါကဘာလဲဆိုတော့အငုံစိတ်စိတ်ထဲမှာဟောတယ်မလားဟို तू ကြောက်တော့အဆင်ပြေရငါကြောက်တော့အဆင်ပြေ तू နဲ့ငါနဲ့ तू နဲ့ဆိုရင်နေပြိုင်ချင်တယ်အဲ့လိုမျိုးဒါပေမဲ့ तू ကကိုယ်ပြိုင်တာမဟုတ် तू ကကိုယ်အကုန်လုံးအကြောပေးထားတာအကုန်လုံးသိရမလားနင်းကပဲတော်လိုက်နင်းစာတော်နင်းပဲအဆင်တည်ယူလိုက်အဲ့လိုမျိုးလူမျိုးသူ ူကလေဒါပေမဲ့ကိုကကြောက်ကိုဘက်ကအဲ့လိုမျိုးဖြစ်နေတာတဖက်သားဒါပေမဲ့အဲ့ဒါကိုကျွန်မရှင်းုံမနာလို့ပါဘူးလို့လည်းတော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့အချိန်နေလဲပြောင်းလာတယ်ကိုလဲစိတ်တွေပြောင်းလာတဲ့အခါမှာအခုပြန်တွေ့ရတဲ့အခါမှာမမို့ကိုကိုစိတ်ကိုတော့မှကို ဟိုအံ့ဩတယ်။ဘာလဲဆိုတော့အငါကတော့ဟိုပါပေါ့နော် quality of mind ကိုခေါ်ရဲစိတ်အရေးသွေးနဲ့ပတ်သက်ပြီးတော့တဆင့်တော့မြင့်လာတယ်ဆိုတဲ့ဟာလေးကိုကကိုပြန်ပြီး notice လုပ်ပြီးတော့ကိုကကိုကျေးဇူးတင်တယ်။အဲ့တော့မနာလိုစိတ်နဲ့မူတည်တာစိတ်ဆိုတာဒါပဲ။မမုံတို့မူတည်တာစိတ်ဖြစ်တယ်ဆိုလို့ရှိရင်လူတယောက်ပေါ်မှာမတကယ်စဉ်းစားကြည့်ပေါ့နော်ကိုတင်ငယ်ချင်းကဒုက္ခရောက်နေရဆိုလို့ရှိရင်ကိုလည်းသူ့မကူညီနိုင်ဘူးဟုတ်တယ်မလား။အဲ့တော့ကိုချစ်တဲ့သူကကိုတင်ငယ်ချင်းကိုမိတ်ဆွေကိုမောင်နှမတွေကချင်းချင်းသာသာနဲ့ပြပြွှ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 ွ အရင်ကောင်းတယ်လေဒါဘလောက်ဘလောက်ကောင်းတယ်ဟိုဟို feeling good ပေါ့နော်ဘလောက်ပျော်စရာကောင်းတယ်အဲ့လိုမျိုးမမုံတော့အဲ့လိုမျိုးစိတ်ရှိရမှာတကယ်တော့ဒါပေမဲ့လည်းဟိုမရှိနိုင်တာမျိုးတွေလည်းဖြစ်တတ်တယ်ဒါပေမဲ့ဒါကလည်းအပြစ်တော့မဟုတ်ဘူးဒါတွေကလူရဲ့သဘာဝပဲလူတွေကဟို perfect ဖြစ်တာမဟုတ်ဘူးပေါ့နော်အဲ့တော့မမုံကဒါဟိုဒီမိကွန်းလေးကိုဒီအပြစ်အပြက်ကလေးနဲ့ပဲနှိုင်းရှင်ပြရှင်မူရီတာစိတ်ပွားလိုက်တယ်ဆိုလို့ရှင်ကိုကိုအလိုလို ဟိုစိတ်ထဲမှာတကယ် positive energy ပေါ့နော်သူကသူဟိုကောင်းမွန်တဲ့ဟိုအတွေးလေးပေါ့ခံစားမှုလေးကိုမမုံလို့ရစေရဲ့အဲ့တော့ net ဟို negative ဖြစ်တာကြောင့်မနာလိုလိုက်ပြီဆိုလို့ရှိရင်ကိုပူလောင်သွားတယ်မခေါ်နိုင်မပြောနိုင် နေဖြစ်တယ်မိပြက်ဆွေပြက်တွေဖြစ်တယ်ဒီလိုမျိုးသဘောပါပဲอืมဟုတ်ကဲ့ဗျာเนาะအဲ့တော့မိုက်နောက်တစ်ခါကြောင့်ဒီကျွန်တော်ကခုနကမပြောလို့ပဲမူတီတာပွားနိုင်မယ်ဆိုလို့ရှိရင်တော့ဒီမနာလိုစိတ်နည်းလာမှာဒါပေမဲ့ဒီလူသားကြီးဆိုတော့လေကျွန်တော်တို့ပြုစဉ်ဖြစ်နေရောအနေနဲ့အများတော့မနာလိုစိတ်ကဒါရှိလာနိုင်နေဆိုတော့ဗောနောကိုယ်စိတ်ထဲမှာဒီမနာလိုစိတ် ပေါ်လာပြီဆိုရင်ရောဘယ်လိုမျိုးတိုက်ထုတ်တင်လဲအဲ့ tips တွေနဲ့လောက်ပြောပြပြပါဟုတ်အဲ့တော့ခုနမောင်မပြောသလိုမျိုးပေါ့နော်မနာလိုစိတ်ဆိုတာတကယ်တော့ဗာလဲဆို negative energy ပဲဆိုတော့မောင်တို့ဒါကို negative emotions ပေါ့အဲ့လိုမျိုးပြောအောင်ပေါ့နော် negative okay. emotions အဲ့တော့မောင်တို့ကအဲ့ဒါကိုဟိုအတိအမှတ်ပြုပေးရမယ်အတိအမှတ်ပြုပေးရမယ်ဆိုတော့မောင်တို့ register လုပ်လိုက်တာပေါ့နော်ကိုယ်အခုဗာဖြစ်နေတယ်ဆိုတော့မောင်တို့အမြဲတမ်းပြောသလိုပဲကိုယ့်ကကိုယ်အမြဲတမ်းမြည်တခါလေကြောက်လို့ရှင်စိတ်ထင်းပါလေမွန်းကျက်နေရမျိုးတွေရှိရဲ့ဥပမာဖြင့်ဟို တယောက်ယောက်ကမနာလို့ဖြစ်တယ်เนาะသူရတဲ့စီစဉ်ဥစ္စာချမ်းသာပေါ်မှာကြည့်ပြီးတော့ကိုကဒီဘက်ကနေမပျော်ရွှင်တာရောအဲ့လိုဖြစ်တယ်ဆိုရှင်ဘာဖြစ်တယ်ဆိုအလိုလိုနေရင်နေမှာဟုတ်ခါရဲဟိုမွန်းကြက်လာနေလို့မကောင်းနေလို့မကောင်းသူ့ကိုကြည့်ပြောတယ်မှာဒါသူနဲ့ထိုက်တန်တာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေဟိုအတွေးတွေဖြစ်နေမယ်ဆိုလို့ရှိရင်ဗာလဲဆိုရှင်ကိုယ့်ရဲ့စိတ်ထဲမှာမွန်းကျက်နေမယ်နိဒါပေမဲ့အဲ့ဒီမွန်းကျက်မှုယူကိုကဟိုးလုထားရဲဆိုလို့ရှိရင်လုံးဝမဖြေရှင်းနိုင် release မလုပ်နိုင်အဲ့တော့ကိုကအဲ့ခံစားချက်ကို release လုပ်ခြင်းတယ်ဆိုရင်မုံမုံတော့ဘာလုပ်ရမလဲဆိုအဲ့ဒီခန်းစားချက်ကိုပထမအဆုံး register လုပ်ပေးရမယ် register လုပ်ပေးဆိုတော့မုံမုံအတိအမှတ်ပြုလိုက်တာပေါ့ကိုဘာဖြစ်နေလဲဆိုတာကိုသိပေးရမှာပေါ့ အကိုရဲ့နှလုံးထဲမှာပူလောင်လာတယ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဒါကြီးကိုမမွန်တို့လစ်လျူရှုထားတာမျိုးမဟုတ်ဘဲနဲ့မမွန်တို့ရဲ့အဲ့ခံစားချက်ကိုတဖြည်းဖြည်းစွဲတင်လာပါစွဲတင်လာဘာဖြစ်လာလဲဘာဖြစ်နေလဲဆိုတာကိုသိလိုက်ကိုယ့်အကိုသိလိုက်ပြီးအဲ့ဒါကိုစွဲတင်လာစွဲတင်လာစွဲတင်လာပြီးတော့မှဒါတေးချပြီးအခုငါဖြစ်နေရဲ့ခံစားချက်ဒီဘသူဘသူပေါ်မှာငါဒီလိုမျိုးပူလောင်တဲ့စိတ်ဖြစ်တယ်နော်မနာလိုတဲ့စိတ်ဖြစ်တယ်မကြိုက်တဲ့စိတ်မကျဉ်တဲ့စိတ်မုန်းတိရဲ့စိတ်ဖြစ်တယ်အဲ့ဒါကိုမမွန်တို့စွဲတင်လာလိုက်ပြီးရဲ့အခါမှာ register လုပ်မယ် register လုပ်ပြီးလို့ရှိရင်မဟုတ်ဘူးနော်โอ้ชูตื้นชูทุบลงมั้ยปะเนาะอัตเอชูไล่อัตเอปิ๊มๆชูไล่เนี่ยไอ้ห่าก็ตะพี้ๆเนี่ยย่อปาตัวมั้ยเพราะฉะนั้นไอ้ห่าเลโกอ่ะอติมั่นปิ๊วไล่เตะตีไล่ไปဆိုလို့ရှင်ยင်ไอ้ห่าก็รีลีสဖြစ်ตัวอ๋อปี่ย่อตัวอ่ะปะเนาะไอ้ห่าอยู่ไม่ตีอยู่ซုံးยင်ไอ้ห่าเนี่ยเสร็จပြီးတော့ပဲตัวนี่โอ้แครี่ออนตัวนี่ตัดตาห่าမျိုးปะเนาะเออโกอ่ะไม่ตีไม่ตีดุโหมือเว้ยโหโหตะคาเลยจ้ะတော့2ป้องๆสอเลยจ่ายจ่าตัวมั้ยเนาะโหตริยะได้เฉยมาเลย ပြန်ပြီးတော့မနာလို့ပြန်ရောအဲ့လိုမျိုးဖြစ်ပြန်ဘရောမှကျင်းတတ်တယ်ဆိုတာမရှိဘူးဒါမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ဟိုဘလိုမျိုးလဲမဟုတ်အမြဲပြောသလိုပေါ့နော်ဟိုအိနာကိုလေရေရေမဟိုရေမဆွဲဘဲနဲ့အဖုံးပိတ်ထားလိုက်သလိုပဲအဲ့တော့ဘာဖြစ်လဲတစ်ချိန်ကျတော့လေဘလိုမှဟိုဟိုအနံ့ထွက်လာမှာပဲလေတဘောကအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီဟာတွေကမနာလို့စိတ်တူနော် မကျေနပ်တဲ့စိတ်တို့ဒေါသတို့เนาะအဲ့အရာတွေကဘာလဲဆိုလို့ရှိရင်မဟုတ်ဘူးအဖြေကိုရှာကိုရှာပေးရမယ်ကိစ္စတွေဖြစ်တယ်ဒီမနာလိုတဲ့ဟာတခုတည်းမဟုတ်ဘူးပေါ့เนาะ register လုပ်လိုက်တယ်မဟုတ်ဘူး release လုပ်လိုက်တယ်ပြီးလို့ရှိရင် return ပေါ့ return ဆိုတော့ကိုယ့်ရဲ့ဟိုရှိနေတဲ့ original ဟိုဟာလေး state of mind ပေါ့အဲ့ဒါလေးကိုပြန်လာတာပေါ့နော်ဘာမှမရှိတော့ဘူးဆိုရဟာပေါ့အသက်ရှူသွင်းရှူထုတ်လုံရင်းနဲ့ပဲဒီနေရာလေးကိုပြန်လာပေါ့ဒါတော့မဟုတ်ဘူးတော့ octopus ရတော့ဤသူပြောတဲ့ဤတွေတခုပေါ့ emotions တခုဖြစ်လာပြီဆိုလို့ရှိရင် register release and return ပေါ့နော် return ဆိုတော့ကိုယ့်ရဲ့ဒီအသက်ရှူသွင်းရှူထုတ်တာလေးပဲပုံမှန်လေးပြန်လုပ်နေပါဆိုရဟာမျိုးလေးပေါ့ဆိုတော့မဟုတ်ဘူးဒီ tips လေးပေးချင်ပါတယ်မမရဲ့ဖမေမိမညနေခင်းမှာစစ်စစ်မမ ကင်မာရဲ့ Edison Point 9 Healing Talk ကိုဆက်ပြီးတော့တင်ဆက်ပေးပါမယ်။ဇိုင်းဆင်မမော်ဟစီနဲ့အတူတူစနေရလို့ဆွနေနေရပါအဲ့တော့မမွန်ရေးမနာလိုဝင်တို့စိတ်ခင်းတဲ့အကြောင်းလေးပေါ့နော်။အေးချင်းချင်းလေးဘွားကိုဖျက်သိမ်းခြင်းနဲ့အဲအကြောင်းလေးတွေဒါဆွနေနေရဆိုတော့စနေရတို့အခုထပ်ပြီးတော့မေးချင်တာလေးမှာ ဟိုဒီစာထဲမှာလည်းရေးထားရပေါ့နော်အဲနောက်တစ်ချက်ကကြတော့လူရဲလို့ဖြစ်လာလို့ရှိရင်အားနေချက်တရားတော့ရှိတာပဲဟိုအားနေချက်ရှိတိုင်းလည်းရှက်စရာမဟုတ်ဘူးလို့ဟိုပြောထားတဲ့စာထဲမှာလည်းဒါမဲ့ပေါ့နော်အဲကိုယ့်ရဲ့အားနေချက်ကိုမရှက်ဖို့ဆိုတာလည်းတကယ်တမ်းတော့လေတိတ်ပြီးတော့များမလွယ်ကူလားလို့နော်မမောအဲ့တော့အဲ့လိုမျိုးအားနေချက်ကိုမရှက်တတ်ဖို့ပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်တရားမကျော်လာအောင်ပေါ့နော်ဘယ်လိုမျိုးမွေးမြူတင်လဲမွေးယူတင်လဲပေါ့အဲဒီနေရာမှာမုံမုံပြောရမယ်ဆိုလို့ရှိရင်တော့လေဟိုစိတ်ဓာတ်ကိုမကျော်တယ်ဆိုတာမျိုးတစ်ခုပေါ့ ပြော့ပြော့နူးနူးညံ့ညံ့ပြော့ပြော့ပြောင်ပြောင်လေးနေပေါ့နော်မမလို့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့မမလို့ဟိုစီးဆင်းသွားတယ်အဲ့လိုမျိုးဟိုစိတ်အခြေအနေတွေဆိုလို့ရှင်တော့ပို့ပြီးတော့ကောင်းတယ်ဘာဖြစ်ဆိုတခါလေကြောက်လို့ရှင်မမလို့မာကြောတယ်အရင် rigid ဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှင်လေမမလို့တချို့ logram ကိုခံရတဲ့နေရာမှာအဲ့အဲ့လိုစိတ်မျိုးကလည်းအဆင်မပြေဘူးပေါ့အဲ့တော့လူတယောက်အနေနဲ့ကမမလို့အများကြီးမာကြောနေဖို့လည်းမလိုဘူး တည်ရမလားမမလို့လဲပြိုစရာရှိလို့ရှင်လဲလဲပြိုရမယ်ပေါ့နော်အဲ့တော့မာကျောတယ်ဆိုတော့စကလုံးစာမမလို့တန်ပါတယ်လို့ပြောလို့ရှင်တော့ strong ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကတော့ပို့ပြီးတော့ကောင်းမယ်ပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှင်ခုနပြောဆိုလူတွေကလေတကယ်တော့ဟိုဘယ်တော့မှ perfect မဖြစ်ဘူးပေါ့နော် perfect ဖြစ်တဲ့သူဆိုတာမရှိဘူးတကယ်တော့နော်မမလို့စီမှာဆိုလို့ရှင်လေမမလို့ဆိုလို့ရှင်အခုကိုယ့်အကူပေါ့မမကတော့စိတ်နဲ့ပတ်သက်ပြီးတော့စိတ်နဲ့ဟိုစိတ် ိုစိတ်ဝင်စားရဆိုင်ရတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ဟာကိုယ်အမြဲတမ်းစိတ်ကိုကြည့်လို့ရှိရင်ဘာတွေတွေ့ရလဲဆိုမမှုမှာလေဟိုပြုပြင်ရမယ်စိတ်တွေအများကြီးပဲရှိသေးတယ်အခုချိန်ထိဆိုတော့စိတ်တန်ရာတွေပေါ့ပြောရမယ်ဆိုရင်လေဟို healing မရသေးဘူး healing မရအနာမကျက်သေးဘူးအဲ့ဒီလိုမျိုးစိတ်အခြေအနေတွေအများကြီးရှိရယ်ဆိုတော့ဟိုဘယ်သူမှ perfect မဖြစ်ဘူး ဟိုအဲ့ဟာကိုမမွန်တို့လက်ခံမလို့ရအဓိကဘာလဲဆိုလို့ရှိရင်မမွန်တို့ဟို acceptance ပေါ့နော် acceptance ပဲအဲ့တော့တခါလေကြောက်လို့ရှိရင်မမွန်တို့ relationship တွေမှာအဆင်မပြေဘူးဘာညာအဲ့ဟာမျိုးတွေဖြစ်တယ်ဆိုတာဘာလဲဆိုသူ့ကိုသူ့အရှိအတိုင်းကိုလက်မခံနိုင်ကြတာလက်ခံမှုမစူးစားကြတာအဲ့လိုမျိုးအဲ့ကို expectation တွေပဲသွားတယ်သူကဘာဖြစ်လို့ဒီလိုမဖြစ်ရတာလဲဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်နေရတာလဲဒါကငါမှမကြိုက်တာအဲ့လိုမျိုးဒါပေမဲ့အဓိကဘာလဲဆိုသူကလေသူ့ ူပုံစံနဲ့သူပဲလေသိရမလားအော်အဲ့ဒါလေးကိုမမုံတော့ accept လုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်ဟိုကောင်းတယ်ခုနပြောသလိုပေါ့ဟိုဟိုပြုပြင်ပြောင်းလဲလွယ်တယ်စိတ် flexible ဖြစ်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးတခုရရတယ်နောက်တစ်ခုကဘာလဲဆိုတော့အရေးကြီးတာတခုကဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးအားနည်းချက်တွေရှိရဲဆိုတဲ့နေရာမှာလူတိုင်းကရှိကြမှာပဲနော် အားနည်းတဲ့စိတ်တွေရှိရယ်တိမ်ငယ်တဲ့စိတ်တွေရှိရယ်နော် negative ဖြစ်တဲ့ feeling တွေ emotions တွေဒါတွေလည်းရှိနိုင်တယ်ဘယ်သူမှ100%ကောင်းမလို့ဒါပေမဲ့အဲ့မှာအဓိကလိုအပ်ချက်ကဘာလဲသမမလို့ self awareness ပေါ့နော်ကိုကိုကိုသိဖို့အဲ့ဒီတတိလေးရှိနေဖို့ကအရေးကြီးရယ်အဲ့ဒါရှိနေရဆိုရှင်မမအရှိပိုင်းမှာပြောသလိုပေါ့နော်အဲ့ဒီကိုဖြစ်လာတဲ့ emotions အတိုင်း emotions တွေတိုင်းကိုမမလို့ဒီဖြည့်ရှင်းနိုင်တယ်ဖြည့်ရှာနိုင်တယ်ပေါ့ဟောအဲ့ဒါမှဟို ကိုကကို healing လုပ်လို့မှမရဘူးဆိုလို့ရှိရင်တော့လုပ်တက်တဲ့သူတွေစီသွားတော့ပေါ့နော်ခုနပြောတဲ့ professional တွေရဲ့ help ကိုယူပေါ့ counseling ယူတာတော့ပါဒါမျိုးတွေမမလို့လုပ်လို့ရပါဘူးဒါပေမဲ့ကိုကကိုလေးကိုရဲ့စိတ်ကိုကိုကုစားဖို့အတွက်အားနည်းချက်တွေနော်ဒီ feeling တွေကိုကုစားဖို့အတွက်ဆိုတော့မမလို့ကိုကကိုလုပ်လို့ရတယ်အဓိကတော့ဘာလဲဆိုမမလို့ mindfulness လုပ်ပါပေါ့နော်အဲဘာသာရေးနဲ့ဘာမှမဆိုင်ဘူးအသက်ရှူသွင်းရှူလို့တဲ့ဒါက ဟို meditation ပေါ့နော်တရားထိုင်နေလို့ပြောကြရတယ်။နောက်ဒါပေမဲ့တရားထိုင်နေဆိုတာခုနကနိဗ္ဗာန်ရောက်ကြပါညာအဲ့လောက်ဟိုအရင်အကျေဟိုအရင်နည်း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 ကြီးသွားခိုင်းတဲ့ဟာမျိုးမဟုတ်ဘူး။ကိုယ့်ကကိုယ်ပဲအသက်လေးရှုသွင်းရှုလို့လို့ပဲကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်နေအောင် grounding လုပ်တဲ့သဘောပေါ့နော်ဘယ်သူမှဆိုလုပ်လို့ရတယ်။အဲ့တော့ meditation ဆိုတာကအဲ practice ပဲเนาะအလေးချင်းတစ်ခုပဲအဲ meditation လုပ်ရင်လည်းမဟုတ်တော့ mindful ဖြစ်လာတယ် mindful ဆိုတာကြတော့ quality of mind ပေါ့နော်အဲ့တော့ mindful ဖြစ်လာရဆိုလို့ရှိရင် သူ့ရဲ့သတိလေးရှိနေတဲ့စိတ်အစဉ်အဘာဖြစ်လာလဲဆိုလို့ရှိရင်အစဉ်မြင့်တဲ့ဟိုအရေးသွေးအစဉ်မြင့်တဲ့စိတ်တစ်ခုကိုသူကထပ်ပြီး create လုပ်ပေးရပေါ့ဆိုတော့အဲ့ဒီသဘောပါအဲ့တော့ကိုယ်မှာ energy တွေရှိရ perfect မဖြစ်ဘူးဒါတွေကိုလက်ခံတတ်ဖို့လိုတယ်ပြီးတော့အဲ့ဒီမှာပဲမမုံတို့ဒီအခုနပြောသလိုပေါ့ self awareness ရှိနေဖို့လိုအပ်တယ်ပေါ့ ဟုတ်ကဲ့ပါမှာနော်အဲ့တော့အဆုံးသက်လေးအနေနဲ့ဒီထက်မှရေးထားရလေပေါ့နော်ကိုချစ်တဲ့သူတဲ့ပြီးတော့ကိုကိုချစ်တဲ့သူတွေအတွက်ပေါ့နော်ဒီပျော်ပေးတဲ့အပျော်လေးတွေကိုသူကစုထားမှတ်ထားပြီးတော့ကိုကိုအေဂျင့်မှုရယူမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းဒီမမုံအမြင်လေးဆွေးနွေးနေနှုတ်ဆက်ပြပါအောင်နော်မှာအဲ့တော့ဟိုမမုံလေးဟိုစာလေးတပုတ်တော့မှရေးဘူးတယ်အဲ့ဒါဘာလဲဆိုတော့ကလေးလေးတယောက်ကစားတော့ဆိုင်မှာသူ့အမေအဖေနဲ့ပါသွားတာပေါ့အဲ့တော့ဟိုဘက်စပွဲမှာမလုံးနေလဲဆိုမွေးနေ့လုံနေမွေးနေ့လုံနေရောအဲ့မှာ happy birthday ပါရေးဆိုနေအဲ့တော့ဒီဘက်ဝိုင်းမှာ ဆိုမိဘရနေတူစားနေကလေးလေးอ่ะဟိုဘက်ဝိုင်းอ่ะ happy birthday ဆိုနေတဲ့ဟာကိုကြည့်ပြောဒီဘက်ကနေသူအယမ်းနေပျော်နေอ่ะသူ့မျက်နှာကြီးอ่ะပျော်ပြီးတော့ပျော်နေอ่ะအဲ့တော့သူကပြောပြပါဘောเนาะကလေးရဲ့စိတ်ကဘယ်လောက်အထိဖြူစင်လဲเนาะသူသူ့စီမှာဒါသူနဲ့လည်းသိရသူမဟုတ်ဘူးသူ့အမျိုးလည်းမဟုတ်ဘူးသူ့ဘေးလည်းမဟုတ်ဘူးဒါပေမဲ့သူနဲ့ရွယ်တူလည်းမဟုတ်ဘူးဒါပေမဲ့ဟိုဘက်ကဟိုလူတွေကိုသွားကြည့်ပြီး happy birthday လုပ်နေအောင်သွားကြည့်ပြီး तू อ่ะอูไลเต้ไลกูเปียวเนี่ยไอ้อ่ะบะลောက်ฉิเสียกาวเน้สรเอา မမအဲ့ဒါအဲ့စာလေးတပုံမမရေးဘူးတယ်အဲ့လိုမျိုးပဲပေါ့နော်အဲ့တော့လူတွေကပြောမှမဆိုမမတို့ခဏတွေ့ကြရတဲ့သူတွေပဲဒါရေဆက်ရှိလို့送တွေ့ရတယ်ဒီဘုရားမှာအဲ့တော့တွေ့ရတဲ့အချိန်တိုင်းမှာမမတို့ဒီတည့်ရသူပဲဖြစ်ဖြစ်မတည့်ရသူဖြစ်ဖြစ်ကောင်းတာလေးဖြစ်လာတဲ့အခါမှာဟိုသူများအစဉ်ပြေးတဲ့အခါမှာကိုကပျော်ရွှင်ပေးလိုက်ပါခလေးလေးတယောက်လိုပဲရင်ကိုဖွင့်ပြီးတော့ပဲပျော်ရွှင်ပေးလိုက်ပါသူသူစိတ်ချမ်းသာနေရဲ့နော်သူအစဉ်ပြေနေရဲ့သူကောင်းတာလေးဖြစ်တယ်ဆိုပြီးတော့ပျော်ရွှင်ပေးလိုက်ပါဗောနော်မမကအဲ့ဒါလေးကိုပြောခြင်းနဲ့ နောက်တစ်ခေါက်ကျတော့ဒီမှာဟိုနောက်ဆုံးအနေနဲ့ပေါ့နော်မမအခြေစုတင်ကျင်တာတော့ဒီစာရေးရဲ့သူနော်နှင်းရရောမမအခြေစုတင်ပါတယ်သူရဲ့စာဖတ်တဲ့သူတွေဒီဒီ talk ကလေးကိုသူတို့နားထောင်နေမယ်လို့ထင်တယ်နောက်တစ်ခေါက်ကျတော့အဲမမတို့အခုနှစ်နှစ်ဆုံးတဲ့အချိန်နှစ်တစ်ကူးတဲ့အချိန်နဲ့ရောက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာမမတို့ခုနပြောရဲမူတီတာတရားအပြည့်နေပေါ့နော်ဒီလောကမှာဟိုမမတို့ရှေ့ဆက်ရမယ်ခရီးလမ်းမှာနောက်နှစ်တစ်တခုမှာမမတို့တယောက်နဲ့တယောက်ကိုတကယ်မူတီတာစိတ်အပြည့်အဝနဲ့ မမလို့ရှေ့ဆက်သွားနိုင်ပါစေဆက်ဆက်နိုင်ပါစေကောင်းမွန်စွာ treat လုပ်နိုင်ပါစေလို့မမဝန်ဒီနေရာကနေပြီးဆုတောင်းလိုက်ပါတယ်